င်ပသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျေဆာတရင်ချန်နယ်မှာဒီကနေ့မတ်လ16ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစားတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တရားကံအပ်ပါရခင်ဗျာခုရကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့နောင်ချုံမြို့မှာစကောင်းစီကလေရင်ကိုနှိမ့်ပြန်တမ်းပြီးစိန်ရတနာပရိယတ်တိစာတင်တိုက်ကိုဘုံကျဲပြစ်ခတ်မှုတွင်တန်ဃာတော်5ပါးနဲ့ပြည်သူ9ဦးစုစုပေါင်း14ဦးတိစုံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့မှာစကောင်းစစ်ကစစ်လီရင်ကိုအနေဆုံးပြန်ထမ်းပြီးစိန်ရနာပရိသတ်တိစာတင်တိုက်ကိုဘုံကျဲပြစ်ခတ်ရမှာတန်ဃာတော်၉ပါးနဲ့ပြည်သူ၅ဦးစုစုပေါင်း၁၄ဦးတည်ဆုံးခဲ့တယ်လို့နောင်ချုံမြို့မှာဒေသနေပြည်သူတွေကပြောဆိုပါတယ်။ယမန်နေ့မတ်လ၁၆ရက်နေ့မွန်လွဲ၅ :26 မိနစ်အချိန်မှာစတင်ပြီးအကြံဖက်စကောင်းစစ်ရဲ့တိုက်လေရင်ကအနေဆုံးကိုပြန်တမ်းပြီးတော့နောင်ချုံမြို့စိန်ရနာပရိသတ်တိစာတင်တိုက်ကိုဘုံကျဲပြစ်ခတ်ခဲ့ကြောင်းဘုံလေးလုံး၂ချိန်ချဲချခဲ့ပြီးလေရင်ပေါ်မှာစစ်တပ်နဲ့အတွဲလိုက်၂ချိန်ပြစ်ခတ်ခဲ့ကြောင်း ဒေါ်တို့ပြကတ်မှုကြောင့်စင်ရတနာပရိယတိစာတင်တိုင်းမှာတန်ကားတော်၉ပါးနဲ့ဘီသူ၅ဦးတည်ဆုံခဲ့ရကြောင်းသိရှိရပါတယ်။လေရင်ကိုနိမ့်နိမ့်လေးပြန်ပြီးတော့ဘီသူတွေစပေးရှောင်းနေမှန်တည့်ရက်နဲ့တမင်ကိုရည်ဝဲပြီးတော့လိုတက်သွားတယ်။တန်ကားတော်၉ပါးပြန်လုံတော်မူပါတယ်။တန်ကားတော်၉ပါးမှာကိုရင်၈ပါးနဲ့ဦးစင်တစ်ပါးပါတယ်။စပေးရှောင်းဘီသူ၅ဦးလည်းတည်ဆုံပါတယ်။စုစုပေါင်းက၁၄ဦးတည်ဆုံပါတယ်လို့နောင်ချုံမြို့မှာဘီသူတဝူးကပြောဆိုပါတယ်။ဒါပြင်ထိုကဲ့သို့စကောင်းစီတက်ရက်လေရင်နဲ့ပြကတ်မှုကြောင့်ဘုံတော်ကြီးချောင်းနဲ့နေအင်းအများပြမီးလောင်ပျက်စီးသွားတယ်လို့သိရှိရပါတယ်။ နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တင်ကြတော့ BJ နိုင်ငံကူလက်မှတ်ခိုင်းဆောင်ထားတဲ့ပြည်ပါထောက်ခွင့်မဲ့အလို့သမားများအလုံးဒီကနေ့မှစလို့စကောင်းစီရဲ့ခွင့်ထူးချက်မရှိဘဲပြည်ပါထောက်ခွင့်မရှိတော့ကပြည်ပါထောက်ခွင့်စစ်စစ်ရငါးရက်ကြိုတင်လျှောက်ထားရမယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်မြန်မာနိုင်ငံမှာပြည်ပါနိုင်ငံများတို့ BJ အလုံးကိုင်နိုင်ငံကူလက်မှတ်နဲ့ထောက်ခွင့်မဲ့အလို့သမားများအလုံးဟာဒီကနေ့မတ်လ19ရက်နေ့မှစလို့စကောင်းစီရဲ့ခွင့်ထူးချက်မရှိဘဲပြည်ပါနိုင်ငံများတို့ထောက်ခွင့်မရှိတော့ဘူးလို့ပြည်ပါလောက်ကန်အေဂျင်စီတွေကပြောပါတယ်ပြီးခဲ့တဲ့မတ်လ10ရက်နေ့မှစကောင်းစီက ်ဘီဂျေနိုင်ငံကူလက်မှတ်နဲ့ပြည်ပသို့ထွက်ခွာမယ်လို့သမားများအားလုံးဟာအလုံသမားဝင်ကြီးဌာနထံသို့အ ਨੇ စုံ၅ရက်ကြိုတင်ပြီးခွင့်ပြုချက်တောင်းရမယ်လို့မိန့်ထုတ်ပြန်ခဲ့ပြီးတဲ့နောက်အဆိုပါအမင်းဟာဒီကနေ့မတ်လ၁၉ရက်နေ့မှာစတင်အတက်ဝင်လာတယ်လို့သိရှိရပါတယ်။အခုအလုံသမားတွေမှာအော်တိုလိုင်းစီနိုင်ငံကူလက်မှတ်လေရင်လက်မှတ်ရှိုံနဲ့တော့ပြည်ပထွက်လို့မရတော့ဘူး။အလုံသမားဝင်ကြီးဌာနရဲ့ခွင့်ပြုချက်ကိုမပြင်းမနေတောင်းရမယ်။ခွင့်ပြုချက်ရမှသွားရမယ်။ခွင့်ပြုချက်မရရင်တော့လေစိတ်ကိုပေးမသွားဘူးလို့ပြည်ပလောက်ကန်အေဂျင်စီပန်းရှင်တအူးကပြောပြပါတယ်။ ဒါပြင်စကောင်းစီရဲ့လုံသမားဝင်ကြီးဌာနမှဘီဘာတို့နေဆိုင်ထွားခွာဝင်ပြုတဲ့လုံသမားများစီးရင်ကိုရန်ကုန်နဲ့မန္တလေးအပြည်ပြည်ဆိုင်ရာလင်းစိတ်များသို့ပေးပို့မှာဖြစ်ကြောင်းထို့ကဲ့သို့လုံသမားဝင်ကြီးဌာနကလင်းစိတ်သို့ပေးပို့တဲ့ခွင့်ပြုချက်စီးရင်မှာမပါဝင်သူများအနေနဲ့လည်းဘီဘာတို့ထွားခွာဝင်ရရှိမှာမဟုတ်ကြောင်းသိရပါတယ်အရှိမစကောင်းစီရဲ့လုံသမားဝင်ကြီးဌာနကလုံသမားများကိုပြပထွက်ခွင့်ပြုရမှာဒီနေ့ကိုလုံသမားဦးရေ120ဝန်းကျင်တာခွင့်ပြုမှာဖြစ်တယ်လို့သိရှိထားရတယ်လို့ပြပလောက်ကန်အေဂျင်စီတိုင်းဝင်းကလည်းပြောဆိုပါတယ် လုံသမားဝန်ကြီးဌာနကဖြေပါကိုထောက်ခွာခွင့်ပြုမဲ့လုံသမားရေအတွက်ဒီနေ့ကို100နဲ့120ကြားပဲခွင့်ပြုမယ်လို့သိထားပါတယ်။နောက်ပြီးလုံသမားတွေဖြေပါကိုထောက်ခွာတာရံများနေလို့စစ်စစ်တာလို့သိရပါတယ်လို့ဖြေပါလောက်ကန်အေဂျင်စီပိုင်းရှင်တအူးကရှင်းလင်းပြောဆိုပါတယ်။စကောင်းစီကထိုင်းနိုင်ငံဆိုင်ရာမြန်မာတမ္မတ်ကြီးချစ်ဆွေကိုအလုံသမားဝန်ကြီးအဖြစ်ဇန်နဝါရီလ31ရက်နေ့မှာပြောင်းလဲခန့်အပ်ပြီးတဲ့နောက်ဖြေပါတို့တွားရောက်လုံလောက်ကန်ရန်ထိုကဲတို့တင်ချက်တဲ့စီမင်းစည်းကမ်းတွေစကောင်းစီကချမှတ်လာခြင်းလည်းဖြစ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တင်ရတော့ အော့ဖို့အပိုင်းဘကိုရိုးမှတွင်စတက်ကဆဲချောင်းထုံးနေလို့တိုက်ပွဲများပြင်းထန်လာနိုင်ပြီးတက်ခိုးထုံးနေသူများကိုလည်းရေရိုးနိုင်ရန် PDF တပွဲကသွာလာခွင့်နေပိတ်ပင်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဘကိုတိုင်းအော့ဖို့မြို့နယ်အပိုင်းဘကိုရိုးမှတွင်အချမ်းဘတ်စကောင်းစီတက်ကဆဲချောင်းထုံးနေလို့တိုက်ပွဲများပြင်းထန်လာနိုင်ပြီးတော့တက်ခိုးထုံးနေသူများကိုလည်းရေရိုးနိုင်ရန်တို့ကသွာလာခွင့်နေပိတ်ပင်လိုက်တယ်လို့ဒါယာရီခန် PDF မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ယမန်နေ့မတ်လ16ရက်နေ့မှာစတင်ပြီးအော့ဖို့မြို့နယ်အပိုင်းဘကိုရိုးမှတွင်ရှိ ဒါယာဝရီခရိုင်တရင်တုံတုံရှေးရနဲ့တခွဲလေးမြောက်ပြောက်ကြတပွဲရဲ့ဆက်စင်ရင်နယ်မြေတွင်အကြမ်းဖက်စကောင်းစီတပ်မှစစ်ကြောင်းထိုးခြင်းများလုံဆောင်လာတာကြောင့်စေရေးရှိန်များမြင့်တက်လာမှာဖြစ်ကမော်တော်ယာဉ်သုံးပိန်ဆိုင်ကဲကျွန်းနယ်နွားများသွာလာခွင့်ကိုဓာမြင့်လိုက်တာလို့သိရပါတယ်။ထိုကဲ့သို့ဓာမြင့်ခြင်းဟာဆက်စင်ရင်များအခြားဘီသူများမထိခိုက်စေရနဲ့တေတော်တေးရန်စာတာများကိုတရားမဝင်ခိုးထုံးမှုများကိုထိထိရောက်ရောက်ရေယူနိုင်ရန်တော့ဖြစ်ပြီးဘီသူများအနေနဲ့ထုတ်ပြန်ချက်ကိုလိုင်းနာပေးကြရန်တာယာဝရီခရိုင် PDF မှတာဝန်ရှိသူတို့ကပြောပါတယ်။ လက်ရှိမှာဒေါ်လိုင်းတစ်ဖွဲ့များဟာတက်တော်တည်ရန်စတာများကိုလည်းကာကွယ်ထိန်းသိမ်းနေပြီးအချမ်းပတ်စကောင်းစီတို့ကဝင်ငွေရှာပွေပေးနေတဲ့တရားမဝင်တခိုးထုံးမှုတွေကိုလည်းဖမ်းဆီးရေယူနေတယ်လို့တရားဝေခရိုင် PDF မှာတာဝန်ရှိသူတို့ကအရှင်းပြပါတယ်။ဒါပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်တဲ့တို့ကဂေချေကောက်ခန့်ချင်းနဲ့တခိုးထုတ်ချင်းများလုံးဝလုံးဝလုံဆောင်ချင်မရှိကြောင်းနဲ့အခြားတော်လန်ရေးအဖွဲ့အစည်းများလုံဆောင်ချင်းကိုလည်းလက်မခံကြောင်းထုတ်ပြန်ကြမှာပါရှိပါတယ်။နောက်ထပ်တစ်မှတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ကံချီတောင်းမှအခါချင်းငွေရယူပြီး အစားထိုးစင်မှုတန်တသားတဲ့ဖြစ်စတဲ့လိုက်ပါသွားတဲ့တသားတဲ့စင်ဖို့တိုက်ပွဲမှာတည်ဆုံးကစတကရောချင်းနဲ့ခန်းစားခွင့်မပေးတဲ့တရင်ကိုတင်ဆက်ပေးကြပါလိမ့်အေရီတိုင်းကန်ကြီးတော်မျိုးနဲ့မှာစင်မှုတန်ဘတ်စင်6တင်းနှန်းစင်စင်ဖို့ဖို့ရှေတန်းတိုက်ပွဲမှာတည်ဆုံးခဲ့ပြီးတော့လေပြတ်နေတဲ့ဖားခင်ဖြစ်သူကြံရိတ်ခဲ့တယ်လို့ဒေတာရင်းတရင်ရေးမြစ်ကပြောဆိုပါလိမ့်ပြီးခဲ့တဲ့မချလာဆယန်းလေးကရှမ်ပီနယ်နဲ့ကင်းနီပြည်နယ်အဆက်ရှေတန်းစင်မြစ်ပြင်တိုက်ပွဲမှာတသားတဲ့စင်ဖို့ဖို့တည်ဆုံးခဲ့ခြင်းဖြစ်ကြောင်းစင်မှုဘွားကန်ကြီးတော်မျိုးနဲ့ရေတွင်စိတ်အုပ်စုမှဖြစ်ပြီး စစ်မှုထံဇာတိုးတက်တာတဲ့ဖြစ်အခါချင်းဝေရာယူကအကြံဖက်စစ်တပ်ထဲသို့လိုက်ပါခဲ့တဲ့လူငယ်တဦးဖြစ်ကြောင်းဒီစုံမှုတရင်ကိုဂျာမန်စကောင်းစီတပ်သားများကမိသားစုဝင်များထံလာရောက်သိပေးပြောဆိုကြောင်းသိရပါတယ်ဒီစုံသွားတဲ့စင်ပေါ်ပေါ်မှာမိခင်မရှိတော့ပဲလေဖြန့်နေတဲ့ဘာခင်သာကြံရဲခဲ့ပြီးတော့၎င်းရဲ့ဒါဖြစ်သူရဲ့တရင်ကြောင်းစိတ်ထိခိုက်ဝမ်းနေနေကြောင်းစစ်မှုထံတပ်သားတဲ့စင်ပေါ်ပေါ်ဒီစုံမှုတို့ကစတက်ကရောချင်းနဲ့ခန်းစား권တစုံတရာပေးရချင်မရှိကြောင်းသိရပါတယ်စစ်မှုထံဗတ်စင်6ကငွေချင်းနဲ့ရာယူပြီးစစ်မှုထံအစားတို့လိုက်ပသွားတဲ့စင်ပေါ်ပေါ် ရှမ်းပြည်အခြေတန်းစစ်မင်းနာပြည်မှာတည်ဆုံသွားတယ်လို့စကွေးတွေကသူ့ရဲ့မိသားစုဝင်တွေကိုလာရောက်ပြောဆိုသွားတယ်လို့သိရပါတယ်။ဇင်ဘူပိုရဲ့မိခင်ဖြစ်သူကတော့တည်ဆုံသွားတာတနည်းခန့်ရှိပြီလို့သိရပါတယ်။သူ့ရဲ့ဖခင်ဖြစ်သူကတော့လေဖြတ်နေတယ်။ဒါဖြစ်သူတရင်ကြောင့်စိတ်ထိခိုက်နေတယ်လို့သိရတယ်လို့ဒေသတွင်းတရင်ရင်းမြစ်ကပြောပါတယ်။ဒါပြင်ရေတွင်းစိတ်အုပ်စုအချမ်းပတ်စတက်ကန်အုပ်ချုပ်ရေးမှုထုံးအောင်ကလည်းတရတော်ရွာ၊ဂုံတော်ရွာ၊ဂျုံလာချောင်းပြားရွာနဲ့တကုန်းတိုင်းရွာပတ်ချမ်းတို့မှစစ်မှုထမ်းရန်အတွက်လုံငယ်73ဦးပေးရမယ်လို့ဆိုကအတင်းရမတောင်းခံနေခြင်းနဲ့ကြောင့်လုံငယ်အများပြားအတွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါတယ်။ ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းနဲ့တင်းကတော့ဗလံမြို့တိုင်တိုက်ပွဲပြင်းထန်နေတယ်လို့ CNDF ပြောဆိုပြီးစကောင်းစီတက်လေးချောင်းမှာပြင်းထန်ခုခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ချင်းပြည်နယ်ဗလံမြို့တိုင်ဆက်စင်ရေးကိုချင်းကြီးနောင်နဲ့မာမိတ်များကစံတော်လျက်ရှိရမှာယခုရက်ပိုင်းတွင်တိုက်ပွဲများပြင်းထန်နေပြီးစကောင်းစီကလေးချောင်းတိုက်ခိုက်မှုတွေပြင်းထန်ပြုလို့ခုခံနေတယ်လို့ချင်းကြီးနောင်ဖွဲ့ဝင်ချင်းမျိုးသားကာကွယ်ရေးတပ် CNDF ရဲ့ပြောရေးဆိုခွင့်ရှိသူဇလိုင်းတိမေကပြောဆိုပါတယ်။ချင်းကြီးနောင်မာမိတ်များဟာ2014နိုဝင်ဘာဒုတိယပတ်ကစလို့ လန်းမြို့တိမ်ထဲဘွဲကိုဇန်နဝါရီလရှိဟာလေလာကြမတ်လဒုတိယပတ်မှာနောက်ဆုံးကြန့်ရှိနေတဲ့စကောင်းစီတက်ကုန်ခွာလိုက်ရ268တရင်ကိုဆစ်ရှိန်မြင့်ထိုးဆစ်စင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။အခုတိုက်ပွဲကတော့နေတိုင်းလိုပြင်းထန်နေပါတယ်။နေတိုင်းလိုလိုအနေနဲ့များရှိတာပေါ့။လေချောင်းကတော့တကယ်ကိုပြင်းထန်ပါတယ်။မင်းညားကတင်150ကျော်200နေပါပေါ့။ဝိုင်တွဲနဲ့ဆိုလို့ရှိရင်ဘုံတီးချတာတွေရှိတယ်။အနီးနားမှာရှိတဲ့ရွာတွေကိုလည်းပတ်ပြီးတော့ပုံချဲချတယ်ပေါ့။နှစ်ဖက်တိုက်ပွဲကလည်းပြင်းထန်နေတဲ့အခြေအနေရှိပါတယ်လို့ဆလိုင်းတင်မီကပြောဆိုပါတယ်။ မချလာစတေးရနေ့ကဆားလို့ခါလာရ268တရင်ကိုပြီးသက်တင်ပိုင်းနိုင်ရေးထိုးစစ်စစ်နေခြင်းဖြစ်ပြီးစကောင်းစစ်ကမချလာ14ရနေ့ကဆားလို့တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့မြို့နီးကခြေဝါတွေကိုလေချောင်းမှပုံချဲတိုက်ခိုက်နေတယ်လို့ရှင်းပြပါတယ်ထိုကဲ့သို့တိုက်ခိုက်တာကြောင့်မင်းကလေးတဦးပါဝင်2ဦးထဏ်ရာရရှိထားပေမဲ့အတန်းအနည်းဆိုရင်ဇေယမရှိဘူးလို့စလိုင်းတင်မီကပြောပါတယ်ဒါပြင်မချလာဒုတိယပတ်မှာဖလန်းမြို့တင်စစ်စင်ရေးတွင်စကောင်းစစ်တပတ်ဝင်များကိုလည်းစစ်တုံးမှန်ဖြင့်ဖမ်းဆီးရရှိထားတယ်လို့စလိုင်းတင်မီကပြီးခဲ့တဲ့ရက်ပိုင်းမှာပြောဆိုထားပါတယ်ဒါပြင်ဒေသတရင်ချင်းမြစ်တချို့ရဲ့အတီးပေးချက်ရ ချင်းကြီးနောင်မဟာမိတ်တပွဲများဘက်ကလည်းထိခိုက်ကြဆုံးမှုတချို့ရှိတယ်လို့ဆိုပါတယ်။ချင်းကြီးနောင်နဲ့မဟာမိတ်များဟာမတူပြီးချင်းတွေမင်းတန်းနဲ့ကံပတ်လက်မြုပ်များကိုပိတက်သိမ်းပိုက်ထားပြီးလက်ရှိမှာဖလန်မြုပ်ကိုသိမ်းပိုက်နိုင်ရေးစ조사နေခြင်းဖြစ်ရာယခုလက်ရှိမှာမျိုးပါဝင်မျိုးနယ်တွင်းကဧရိယာအများစုကိုထိန်းချုပ်ထားပါတယ်။တစ်ဖက်မှာစကောင်းစီဘက်ကလည်းဖလန်မြုပ်မချားစေရေးလေချောင်းမှပြစ်ကူပြင်းထန်လုပ်နေတဲ့ပြင်ရခင်ကလည်းလေချောင်းမှစကုအင်အားဖြည့်တင်းရန်ဂျိုးပန်းခဲ့ပါတယ်။ထို့သောဂျိုးပန်းခဲ့ပေမဲ့လည်းချင်းကြီးနောင်ရဲ့တိုက်ခိုက်မှုတွေကြောင့်စကုတက်တွေထိနာခဲ့ပြီး အချမ်းပတ်စစ်တုံးမှန်အများပြားကိုချင်းချင်းတော်မှာမိများကဖမ်းဆီးထားနိုင်ခဲ့ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့တောင်ခန်းကိုပြန်ရပြီလို့အောင်ပွဲခန့်နေတဲ့စကောင်းစီကခဲရန်ရဲခန့်နယ်လူဝင်အားများဖြည့်တင်းကတောင်ခန်းသို့ထပ်မံပို့ဆောင်နေရတဲ့သတင်းကိုတင်ဆက်ပေးကြပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုတောင်ခန်းမှာရှိတဲ့စကောင်းစီတပ်စခန်းအများစုကိုနယ်မြေဆုံးမှုရာယူပေးပြီလို့အောင်ပွဲခန့်နေတဲ့စကောင်းစီတပ်ကစခုအများကိုထပ်မံပို့ဆောင်နေရတယ်လို့သတင်းရရှိပါတယ်။တောင်ခမ်းမှာနေမြေများကိုစုံမုံမှုယူပေးထားတဲ့စကောင်းစီတပ်ဖွဲ့ဝင်တချို့ကို ပြီးခဲ့တဲ့မတ်လ10ရက်နေ့ကရန်ကုန်မှာကြိုးစိုးပွဲတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။စကောင်းစီဟာဒရုန်းနဲ့လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင်မြေပြင်ထိုးစစ်များတုံးပြီးတော့တောင်လုံမြောက်ရေးတပ်မတော်တင်းနလီနဲ့အပြန်အလှန်ထိုးစစ်ဆင်နေတဲ့တောင်ခမ်းမှာရှိတဲ့စခန်းတချို့ကိုပြန်လည်ဆုံးမထားနိုင်တယ်လို့သိရှိရပါတယ်။ DNL တပ်များသိမ်းပိုက်ထားတဲ့အင်အား20ခန်းရှိတဲ့စခန်းတခုကိုပြီးခဲ့တဲ့မတ်လ14ရက်နေ့ကပြန်လည်သိမ်းဆည်းလိုက်တယ်လို့စကောင်းစီဝါဒဖြန့်ချက်နယ်များမှာဖော်ပြထားပေမဲ့လည်းစကောင်းစီဟာအဆိုပါမတ်လ14ရက်နေ့မှာပင်ရေခါနဲ့ခေယန်းရင်နှန်းများကိုရွှေညောင်မှဘာတို့တို့ပိုးဆောင်နေပြီး အင်ဒေါ်နဲ့ဂျာကူဘတ်တို့ဆက်လက်ချိတက်သွားတယ်လို့စစ်ရေးသတင်းရင်းမြစ်ကသိရပါတယ်။စကောင်းစစ်ကဒရုန်းတွေရောလေကြောင်းရောအင်အားလုံခြုံထုံထားတယ်။စကူတွေလည်းမနေဘူးထပ်ပေါ်နေတာ။အခုကျွန်တော်တို့ဘက်ကလည်းတံပြန်ထိုးဆက်ဆင်ဖို့ရှိပါတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ဒါပြင်အင်အားတရာခန့်ပါတဲ့စကောင်းစစ်ရင်ရှစ်စီးပါရန်နဟာဂျာကူဘတ်မှတဆင်ဆက်လက်တရောင်းနိုင်ပွဲရှိတယ်လို့၎င်းကဆိုပါတယ်။ဒါပြင်ယမန်နဲ့မတ်လ16ရက်နေ့နေ့လယ်တနားချင်းခန့်ကလည်းစကား6စီးပါရန်နဟာထင်ကွင်းရွာအထွတ်အမုံစိုးတောင်းချင်းမှာရှိတဲ့ စစရေကိတခုကိုဖျက်ကဂျာကုဘတ်တို့ထွက်သွားတယ်လို့ဒေသခံများထံကသိရပါတယ်။စကောင်းစီရဲ့စကားတစ်စီးမှာအင်အား30ခန်းပါဝင်ပြီးစုစုပေါင်းအင်အား180ခန်းပါဝင်တဲ့တော့ဂျာကုမှာတစ်ဆင့်တောင်ကန်းတို့ပိုးဆောင်နေတဲ့စကောင်းစီအင်အားဟာ300နီးပါးရှိလာပြီဖြစ်တယ်လို့စရေလိလာတုံတက်နေတဲ့စီရီယန်စစ်သားပေါ်ကြီးစင်ရောထံကသိရပါတယ်။အရင်နောက် VOA ရဆိုင်သွားခဲ့ပြီးဆိုတဲ့ဆောင်းမရှင်ဆဲလာစိုးဝေရဲ့ရေးသားပေါ်ပြထားမှုကိုတင်ဆက်ပေးကြပါမယ်။လက်ရှိအမေရိကန်စိုးရဌာနများအားလုံးကိုဗိမ်းမောင်းတိုက်နေတဲ့ဒေါ်နယ်ထရန့်ရဲ့သမ္မတမိန့်ဟာ ယခုက VOA နဲ့ RFA တန်လွှဲဌာနများသို့ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ VOA ရဲ့ဦးဆောင်ညွှန်ကြားရေးမှူး Michael Avera Moas မှာအနာရှင်နိုင်ငံများအပါအဝင်ကမ္ဘာတဝန်ဘာသာပေါင်း90နီးပါးနဲ့အတန်လွှင့်ထုတ်လုပ်နေတဲ့သတင်းစာဆရာများအပါအဝင်ဝန်ထမ်းပေါင်း1300ကျော်ကိုမဖြစ်မနေခွင့်ပြုရန်အတွက်ဒေါ်နယ်ထရမ့်မှတောက်ကြနေမှာလက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပြီဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဒီအတွက်သတင်းသမားများဖို့စနေနေ့မှစလို့ရုံးထဲဝင်ရောက်ခွင့်မရှိတော့တဲ့ပြင်ကွန်ပျူတာဆာဗာများနဲ့ခြေစက်ခွင့်လည်းပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ဒါဟာမြန်မာတို့ရဲ့လွတ်လပ်ခွင့် ဒီမိုကရေစီတိုက်ပွဲဝင်မှုများအတွက်လည်းထိခိုက်နေတာတွေ့ကြရပါမှာတယ်။ထိုင်းနဲ့ဇက်တခြားမှာရှိတဲ့မြန်မာသတင်းမီဒီယာများအားအမေရိကန်ဖွံ့ဖြိုးမှုအကူအညီပေးရေးအေဂျင်စီမှပေးနေတဲ့ထောက်ပံ့ခြင်းများလည်းရပ်ဆိုင်းထားပြီလည်းဖြစ်ပါတယ်။ VOA ကနာဇီရိုရဲ့ဝါဒဖြန့်ချိနေမှုကိုတံပြန်ရန်1942မှာစတင်တပ်သွင်းလာခဲ့တာကြောင့်85နှစ်တတန်ရှိလာခဲ့ပြီဖြစ်ပါတယ်။ယခုကသတင်းချက်လက်များတပတ်လျင်ကဘာတဝမ်းရှိလူသားပေါင်း320တန်းအရောက်ပေးပို့နိုင်ခဲ့တဲ့တန်လွှဲဌာနကြီးကအတန်တိတ်သွားခဲ့ပြီဖြစ်ပါတယ်။ဒေါ်နယ်ထရန့်ကသမရမိတ်နဲ့ဖြတ်သိမ်းခွင့်မရှိတဲ့အတွက် မရှင်မပြည့်လိုအပ်တဲ့ဝန်ထမ်းအနှဲငယ်နဲ့ဆက်ပြီးတော့ရည်တည်သွားမှာလည်းဖြစ်ပါတယ်။ဒီတို့ကတချို့နေရာများမှာတရင်ထုံးလွှဲချက်များအစတချင်းတတ်များကိုသာကြားလိုက်ရတယ်လို့သိရပါတယ်။ VOA ကဲတို့ပင် US Agency for Global Media USAGA မှာပါရှိတဲ့ RFA တီလေဒေါ်နယ်ထရန့်ရဲ့စကွဲမှာမလုပ်ခဲ့ပါဘူး။အဓိကအပြင်၎င်းရဲ့မူဝါဒများကိုဝေဖန်တိုက်ခိုက်လာခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ဒီထောင်ပြီးနောက်ပိုင်းမှာဥပဒေဆင်းဆင်းပြဋ္ဌာန်းပေးပြီးအဆိုပါတန်လွှင့်ဌာနများရဲ့မူဝါဒများကိုအစိုးရမှစောပတ်ဩဇာမတက်ရောက်နိုင်အောင်ကောက်ွယ်ပေးထားခဲ့ပြီးဖြစ်ပါတယ်။ တိုးတော်ရုရှားတရုတ်အီရန်တို့မှအမေရိကန်ဘော်ယုံကြည်မဲ့ရာဒေါ်လာဘီလီယံနဲ့ချီယင်းနီမြုံနံပြီးတော့လေလိုင်းမှနေဆင်တိုက်ခိုက်နေတဲ့အဖြစ်ကိုထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိတာဟာပေါ်လွင်နေပါတယ်။အီရန်မှာရှိတဲ့အော်ယာတိုလာများဘေဂျင်းမော့စကိုမဲစမှာရှိတဲ့အာဏာရှင်များဟာလည်းဒါမှအာဝါမန်ဖရွန်ဝိုက်ဟောက်စ်ကွာလို့ဆိုကအောင်ပွဲခန့်နိုင်ခဲ့တဲ့နေ့တစ်နေ့ဖြစ်သွားခဲ့ပါတယ်။ကိုရဲကန်ဂျမာကိုဖန်တီးခွင့်ရရန်တိုက်ပွဲဝင်နေကြတဲ့မြန်မာတို့ရဲ့ဒေါ်လာရေးကအောင်ပွဲများထပ်မံရရှိနေပြီဖြစ်ပါတယ်။နောက်ဆုံးရရှိတဲ့သတင်းများအရ တောင်နိုးနဲ့ညောင်ချိုးရွာခခင်စကမ်းများအားလုံးကိုအေးနဲ့ပူပေါင်းတက်များကတင်ပိုက်ထားပြီလို့ပြောခွင့်ရဦးခိုင်သူကကအတီးပြုတ်လိုက်ပြီးစကောင်းစီတပွဲဝင်များကစင်ကလေးအားဆုတ်ခွာထွက်ပြေးနေရတယ်လို့သိရပါတယ်ပြည်သူတွေရဲ့ကူးကန်တွန်းလှန်စေမောက်ချအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးတီနားဆင်ခဲ့တဲ့တရင်ပိတ်တက်များကိုကျေးဇူးထူးပဲတင်ရှိပါတယ်နောက်ထပ်ပြရင်ပြပါတရင်ဒေါ်လန်ဟိဘတ်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြအရှင်လန်းချမ်းမြေကြပါစေခင်ဗျာ